Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်အဲ့တော့ဒီ Athletic ရဲ့ Andy Mitten ကကျွန်တော်အနေနဲ့ Europa League ဘူလူးပြီးမှ Club Show နဲ့ interview လုပ်ခဲ့တယ်၄မိနစ်လောက်ကြာတယ်၄မိနစ်၅မိနစ်ကြာတယ် interview တခုလုပ်ခဲ့တယ်ပေါ့နော်ဘူလူးရှောဘာသာလောက်ကြံတာပဲဖြစ်ပြောတာပဲဖြစ်ဖြစ်တကယ်ခံစားလို့ပြောတာပဲဖြစ်ဖြစ် United ကစားမားတွေရဲ့ပေါ့နော်ကျွန်တော် interview တွေမှာအဲ့လောက်ထိ reality ဆန်ပြီးတော့ကဲခံစားနိုင်တဲ့ interview မျိုးကျွန်တော်မတွေ့သေးဘူး ဟုတ်ပြောတာကျွန်တော်မတွေ့သေးဘူးအခုဘိုလီဝဲအပီးဆိုလို့ရှိရင်ကစားမားတွေ၃လရောက်တော့အင်တာဗျူးလုပ်ခဲ့တယ်လူရှောနဲ့အန်တီမီတန်လောက်ထားတဲ့ကျွန်တော်ဒီအင်တာဗျူးဟာပြောတဲ့စကားတွေကိုကျွန်တော်နားထောင်ပြီးတော့တော်တော်ကိုကိုအတင်းချင်နေတဲ့ပတ်သက်လို့ရှိရင်စိတ်ပြက်ရတယ်ဗောနော်ဒီနေရာမှာ၄မိနစ်၅မိနစ်လောက်ရှိတယ်ဆိုတော့အကုန်လုံးတော့ကျွန်တော်မပြောလို့တော့ဘူးအဲ့ဒီတည်းကမှကျွန်တော်တို့သူအမှန်ကန်ပြောခဲ့တဲ့ဒီစကားတစ်ခုကဗောနော်စိတ်ဝင်စားဖို့ကောင်းတယ်ဒါပါလဲဆိုတော့ပြည်သက်ဒီခဏတိုင်းပြောနေတဲ့အရာပါသူပြောလဲဆိုတော့အဲတော်တော်ကူပေါ့နော် သူစိတ်စိတ်ပြတ်ရတယ်ပေါ့ Manchester United နဲ့ဒါဒီခလာမရခဲ့လို့ပေါ့ဗျာဒါအပြင်ကျွန်တော်တို့ဒီတွေအများစုကကိုလုံးနိုင်တာကိုလုံးမပြနိုင်ကြဘူးပေါ့ဒါအပြင် Manchester United မှာကျွန်တော်တို့တချို့ပေါ့နော်ကျွန်တော်ဆက်ပြီးတော့ရှိတင်ရင်လားဆိုတာကိုကိုကိုမေးခွန်းထုတ်ရမယ့်အချိန်ရောက်ပြီဆိုပြီးတော့ပြောထားတာတွေရှိတယ်ဒီနေရာမှာအဲ့ဒီစကားကတော်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 ကောင်းနေတော်တော်ကောင်းနေဆိုတာကျွန်တော်တို့အတော်တော်များများဟာဒီနေရာဒီအသင့်မှာဆက်ပြီးတော့ရှိတင်ရင်လားရှိထိုင်လားဆိုတာ ဘေးကွန်းထုတ်ဖို့ကောင်းပြီဆိုဟာလေဒါသူကိုယ်တိုင်လည်းပဲပြန်ပြီးတော့စဉ်းစားရမှာပဲဒီနေရာမှာကျွန်တော်တို့လူရှိုးကိုသဘောမကျဘူးဟာအဲ့ဒီတုန်းကပေးလိုက်တဲ့ကူကမင်းကြောင့်ပေးရတာမင်းကိုယ်တိုင်စဉ်းစားမှာပါညာသူကိုယ်တိုင်လည်းပဲစဉ်းစားခြင်းစဉ်းစားနေမှာပဲအိုင်မဲလို့ပေါ့နော်ဟာမန်ချက်စတာယူနိုက်တက်နဲ့ကွန်ထရက်ပြင်နေတဲ့ကစားမတစ်ယောက်ဗျာကျွန်တော်တို့တကယ်တမ်းတွေးကြည့်ရင်တရားဒီလုံးနီးပါး injury ပြဿနာရနေတဲ့ကစားမကိုကျွန်တော်အားကိုးလို့မရဘူးဒီမဲ့မင်းကြိုက်တဲ့လောက်ကောင်း injury တရားဒီလုံးနီးပါးရနေတယ် ကစားတော့လေ၅ပွဲမှာ၂ပွဲလောက်ပဲအဆင်ပြေသလိုရှိတယ်ဆိုကြတဲ့ကမင်းဟာအာကူရတဲ့ player တယောက်ဖြစ်အသင်းမှာရှိမနေတော့ဘူးဆိုတော့လူရှောကိုယ်တိုင်လည်းပဲဒါကိုတွေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကဂျန်တဲ့ကစားသမားတွေလည်းကျွန်တော်တွေးရမှာ United မှာငါတို့တကယ်ရှိသင့်ရလားငါတို့လည်းကျွန်တော်တို့ကလက်ရှိအသင်းကိုကြောင်းလဲမှရမှာဒီထက်ပိုပြီးတော့စိုးစရာအကြောင်းမရှိတော့ဘာလို့လဲဒီထက်ပိုဆိုရင်ကျွန်တော်တန်းစင်ရဖို့ပဲရှိအဆင်16ဆက်ခွန်ပါဗျာ16 29 23သင်းရတန်းစင်ရမှာတကယ်လို့ဒီထက်ပိုဆိုရင်တန်းစင်ရဖို့ပဲကျွန်တော် တော့ဒီတဲ့ပုံစိုးစရာတော့မရှိတော့ဘူးတိလည်းပဲတန်းစင်းရုံပဲဆိုတဲ့ပုံဒါကြောင့်ကစားသမားတွေအနေနဲ့ကိုယ့်ရဲ့ performance ကိုကြည့်ဟုတ်လားကိုယ့် performance ကိုလုံးပြနိုင်တာကိုကြည့်ပြီးတော့ okay ငါဒီအသင်းမှာရောအင်းရှိထိုင်သေးရလားငါတခြားအသင်းကို ပြောင်းချိန်တန်ပြီလားပေါ့မိမမင်းငါငါတော့ဟေဒီတဲ့ပူကောင်းတဲ့အသင်းကိုပြောင်းချင်တယ်လို့ပဲတွေးတွေးအငါတော့ Manchester United လို့အသင်းမျိုးမှာအိုက်တန်တော့ဘူးတားသင်းကိုပြောင်းသင်းပြီဒါပဲကြိုက်တယ်လို့တွေးငါဒီနေရာမှာရှိတင်နေရလားလို့ကျွန်တော်တွေးရတော့မှာ ဇာမားတွေဟာအများစုကဘယ်လိုပြောမလဲမန်ချက်စတာယူနိုက်တက်မှာတက်တောင်းတက်တာဖြစ်လွန်းလို့ကျွန်တော်တို့ကလာနေကြတဲ့သူတွေဖြစ်နေပြီအရင်တော့ကဆိုလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းအောင်မြင်မှုရနေတယ်ဆိုတဲ့ပုံစံပါအော်ငါတို့ကတော့ဟေးအရင်အောင်မြင်နေတဲ့အသင်းကြီးပဲအေးစစ်စစ်တက်တောင်းတက်တာရှိနေတယ်လို့တော့မထင်နဲ့ training section တိုင်းကကျွန်တော် intensity အပြည့်နဲ့ဟုတ်တယ်မလား social media လည်းအလောက်ခင်မစားသေးတဲ့အချိန်ဒီ style focusing ရဲ့လက်အောက်မှာဒီ blog ထိတော်မှာအလုပ်လုပ်ခဲ့ရတယ်ဒါမျိုးတွေကျွန်တော်တွေ့ရတာအခုဟာကျတော့ အသင်းကတိုင်ပက်နေတော့အာငါတို့တော့ပို့ပြီးတော့ကျူးစားပြဖို့လိုပြီးငါတို့ပို့လို့ပြဖို့လိုပြီးဆိုပြီးတော့ဖြစ်နေရမယ့်အစားဟဲ့အရှိပွဲတော့ငါလည်းရှုံးထားတာပဲကွာအခုပွဲရှုံးတော့ရောဘာထူးမှလဲဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေပြီ Manchester United လို့အသင်းမျိုးကအောင်မြင်မှုမရတော့ငါတို့အောင်မြင်မှုပြအောင်ကျူးပန်းရမယ်ဆိုတဲ့အခြေအနေမဟုတ်တော့ဘူးအာရှိနှစ်တွေကလည်းမင်းဘာမှမှမဖြစ်တာအခုဒီနှစ်မဖြစ်တော့ရောဘာဖြစ်သွားမှမဟုတ်လို့လဲဆိုတဲ့ပုံစံမျိုးတွေဖြစ်နေပြီးတော့ကစားမားတွေကကို performance မပြနိုင်ရင်တောင်မှတိတ်ပြီးတော့ feeling ကဗျာတည်နေမှာ pressure ရှိတဲ့ Danny ပါနေသူမကန်စားရတော့ဘူးဂျာအလုံးက AC ကျွန်တော်ဖြစ်ကုန်ပြီတော့ဘာလို့လဲပင် performance မပြနေတာငါတယောက်ထဲမှာမဟုတ်တာဆိုတဲ့ပုံစံမျိုးဖြစ်ကုန်ပြီအဲ့တော့နှစ်ယောက်၃ယောက်၄ယောက်၅ယောက်၉ယောက်၁၀ယောက်၁၅ယောက်လောက်က performance မပြနိုင်တဲ့သူတွေဖြစ်နေတော့ United ဟာအကုန်လုံးကိုတပြိုင်တည်းထုတ်လို့ရမှာဖြစ်ဘူး။ဒီကစားမားဒီမှာကအောင်ငါတို့တော့ခြေသွမ်းမပြနိုင်ရင်ပြောင်းရမှာပါလားဆိုတော့ pressure မျိုးရှိမနေဘူး။ United မှာနေနေဖို့အတွက်မထိုက်တန်တဲ့ကစားမားတွေအများကြီးပါ အများကြီးပါကျွန်တော်တို့ဂိုးသမားကစလို့ဂိုးသမားဆိုလို့ရှိရင်လည်းတက်ရောက်မှန်ကျွန်တော်တို့အသေးမှဆက်ပြီးတော့မရှိသေးဘူးဗျာနောက်တန်းဆိုလို့ရှိရင်လည်းတော့အနာဂတ်ကိုကြည့်ပြီးတော့ Eden Heaven Richa နဲ့ကျွန်တော်တို့ဒီဟိုဘယ်လိုပြောမလဲ Lenny Yuru လို့လောက်ပဲ Channel Examer တွေကအသက်ရွယ်ရတွေကိုအရေးချင်းရတွေကိုကျွန်တော်လက်လွတ်သိနေပြီဝင်လဲဆိုလို့ရှိရင်လည်း Anandes တယောက်လောက်ကလွဲလို့ရှိရင် Channel Examer တွေကလုံးဝမေးခွန်းထုတ်စရာတွေကြီးပဲဘယ်ကောင်းမှကောင်းမနေဘူး Jason Mao တို့ Kobe Mainu တို့เนาะ တို့တို့ဒါကက်ဆင်မေရိုတို့ဟလာအရစ်ဆင်တို့အကုံကြီးဥကာတီတို့ပေးရတဲ့ဈေးတွေနဲ့ United မှာထိုက်တန်ခြင်းရှိမနေဘူးသူတို့ခြေစွမ်းတွေ performance တွေဘာမှကောင်းလို့ပြနိုင်ခြင်းရှိမနေဘူးတိုက်စစ်ဆိုလို့ရှိရင်ဘယ်ကောင်းမှန်းကူမရှိသေးတော့ဘူးအာမတ်ကလွေးရင်တို့ရောအသင်းမှာအော်ငါတို့တော့မျောရင်းချက် ထားလို့ရပါတယ်လေးဆိုတဲ့ကစားမားကဗျာလက်ချူးကြီးတို့၃ချောင်းမပြည့်တော့ဘူးတော့လူရှော့ပြောသလိုပဲကစားမားအများစုကကိုကူကိုစမ်းစစ်ဖို့လို့ပြီသူတို့ကတော့ဘယ်စမ်းစစ်မလဲတပတ်ကိုသိန်းချီရနေတဲ့ကစားမားတွေပေါင်သိန်းချီရနေတဲ့ကစားမားတွေဆိုတော့ င်းတို့ဝေဖန်လေငါတို့ကိုတိလေးရောက်လာလို့တာမှမဟုတ်တာသိတယ်မလားမင်းတို့ဒီပြတ်ဝေဖန်နောက်တစ်ပတ်ငါ performance တွေနည်းကောင်းလိုက်ရင်ပျောက်သွားမှာပဲဆိုတဲ့ပုံညာဆိုတော့လူချောပြောသလိုပဲကစားမားတွေကငါဒီတင်းမှာရှိတင်းရလားဆိုတော့ကိုကိုကိုပြန်ပြီးတော့ sensitive တဲ့အချိန်ကိုရောက်နေပြီကံမကောင်းစွာနဲ့ပဲကျွန်တော်တို့တွေ့ရလိမ့်မယ်လို့တော့ဘာလို့လဲဆိုတော့အတင်းမှာဘာ pressure မှမပြီးနိုင်လို့ပါကစားမားတွေအလုံးကအရှုံးနဲ့နေသားကြလာပြီကျွန်တော်တို့ကအဲ့လိုဖြစ်လို့မရဘူးဒါပေမဲ့လို့ရှုံးနဲ့နေသားကြလာပြီး ကျွန်တော်စူးွားတဲ့ကန်တာတွေနဲ့နေသားကြလာတဲ့အခါကျတော့ဘယ်သူမှတာကြီးကိုအခန်းလို့အသိမှမထင်ရတော့ဘူးရင်းနှုံးကားဆိုလို့ချင်းအောင်မြင်မှုရရင်တောင်မှဖလားရရင်တောင်မှဖလားရခဲ့တဲ့အပေါ်မှာတန်တက်ကိုမှန်မှန်သိပြီးတော့ပြည်တယ်မလားစိတ်လုံချတာတွေပါတယ်ရှိကြတာမဟုတ်ဘူးအခုဟာကျွန်တော်တို့အနေနဲ့နိုင်ပွဲတပွဲတောင်မှဘယ်နဲ့တွားရှာမှမသိတဲ့အချိန်ကြီးဟောငါတို့တော့ဟေးဒီဒီဘက်နိုင်ပွဲရတာကောင်းတာပဲနော်အရှိရှိတုန်းကလည်းနိုင်မှနိုင်မထတာဒီဒီဘက်ရောဘာထုမှလဲဆိုတဲ့ပုံစံဖြစ်ကုန်ကြပြီး ကိုရီးယားအတင်းရဲ့ standard တွေဟာလုံးဝအသောက်ထုတ်မှုမျိုးတွေဖြစ်ကုန်ပြီလူရှော့ပြောသလိုပဲကစားမားတွေအတင်းမှာကုကုနေရလားဆိုတော့မိကုန်ထုတ်ရမယ့်အချိန်ကြီးကြောင်းနေပြီနော်ဆိုတော့ညီကလို့နေနေရောတကယ်တကယ်အတင်းမှာဆက်ရှိတဲ့ကစားမားတွေမနှစ်ယောက်လောက်ရှိတဲ့လို့ကျွန်တော်ညားလေကုမ္ပဏီတွေမှာဆွေးနွေးကြပါအောင်ဆိုတော့ကြီးစုပါပြီတဲ့ညီကုများလုံးကိုကြီးကြီးများများတွေမှာတဲ့နောက်ဗီဒီယိုမှာကျွန်တော်ပြန်မယ်အားလုံးကိုကျေးဇူးပါ